2023 February 25ရက်နေ့မှာမွာလီချင်းဒီဂျစ်ကင်နဲ့ကောက်လေးလောက်ပြီးတော့ဒီဂျစ်ကင်ထွက်ခဲ့ပါတယ်။အဲ့လိုပဲ HK ရာလည်း2024 October 29ရက်နေ့မှာဒီဂျစ်ကင်နဲ့ကောက်လေးလောက်ပြီးတော့ဒီဂျစ်ကင်ထွက်ခဲ့ပါတယ်။ဒီမှာကျွန်တော်ကမွာလီချင်းနဲ့ဒီဂျစ်ကင်နဲ့ HK ရဲ့ဒီဂျစ်ကင်ဘက်စကင်ပုံမှန်လဲဆိုတော့ပြပတ်သွားမှာပါ။ဒီပြုမှာကျွန်တော်ကဘက်စကင်ကဘလင်းတော်မှမဟုတ်လို့ဘက်ကင်ကလည်းပလိုက်ပြတော့မဟုတ်ပါဘူးဒီစကင်နဲ့စကေးဖက်တွေတော့ကျွန်တော်က showcase video နဲ့လို့လုပ်ပေးတော့မှာပါဘက်ကင်ရဲ့ YouTube scan ပို့လိုက်ရဆိုတော့ကျွန်တော်ပြရတယ်အဲ့လိုနေကြည့်ပြီးတော့ comment box မှာရေးပေးခဲ့ကြပါဦးဗျာ intro animation hk ရဲ့ intro animation ကိုပြောမှဆိုရင်တော့ hk ရဲ့ ug ကဂျေဂျေကရှင်ပူရအာ ug ကို refer user တော့တွေ့ရပြီးတော့ mali channel ရဲ့ ug ကကြတော့ဂျေဂျေကလစ်လင်ဝမ်း ug ကိုအခြေခံတော့တွေ့ရပါတယ် intro animation ကိုကြည့်ရမှဆိုရင်တော့နှစ်ယောက်စလုံးကတုံ့ပုံနေတဲ့သူမိုက်ချောက်တွေ့ရပါတယ် visit တဲ့ visit တဲ့မှာဆိုရင်တော့ HK ကအနက်ရောင်နဲ့အဖြူရောင်ရောင်းထားပြီးတော့ Malaysian နဲ့ UT ကကြတော့အပြောင်နဲ့အဖြူရောင်ရောင်းထားပါတယ်။ညာစလုံးကတော့အနေနဲ့သူဒီဇိုင်းကာလာမိုက်ပါတယ်။ အရှုကရဲ့ UTS scale မှာဆိုရင်အနက်အဖြူနဲ့အနီရောင်ဖက်တွေကိုတွေ့ရတယ်။မွန်လီချက်နဲ့ UTS ကြတော့အပြာရောင်နဲ့အဖြူအောင်သုံးတာတယ်။စုခနာဖောင်မှာဆိုရင်ကြတော့အနက်အဖြူနဲ့အနီရောင်ကိုတွေ့ရပါတယ်။မွန်လီချက်နဲ့စပြောရမယ်ဆိုရင်တော့ UTS animal ဖြတ်သွားပြီးတော့နောက်ကနေ share တော့ဝင်တိုက်လာမယ်။ပြီးကြရင်အပြာရောင်နဲ့အဖြူအောင်ဖက်တွေပါမယ်ပေါ့။စုခနာဖောင်မှာဆိုရင်တော့အနက်ရောင်နဲ့အဖြူအောင်နဲ့အဖက်တွေပို့လာမယ်။လောက်ပါပဲ။အရှုကရဲ့ကြာ animal ကိုအနက်ရောင် tray ဖက်နဲ့ဖြတ်ပြီးတော့မြေကြီးကိုထုတ်လိုက်တဲ့ပုံစံမျိုးပါ။နှစ်အောင်လုံးတော်တော်လေးမိုက်ပါတယ်။ အာတီမိတ်အာတီမိတ်မှာဆိုရင်တော့ HOK ရမြေကြီးကိုထောင်းချလိုက်ပြီးတော့အနီရောဖက်တီပေါ်လာပုံစံမျိုးဖြစ်ပြီးတော့မိုင်းနီချက်နဲ့ UTR ကြတော့ enemy ကိုတုံ့ပြန် expression နဲ့ခေါ်သွားပြီးတော့စခုနာပြောင်းလာတဲ့ပုံစံမျိုးပါ HOK ရ screen fat ကြီးကို short လုပ်များတယ်လို့ပဲမိုင်းနီချက်နဲ့တုံ့ပြန် expression ကြီးကလည်းလမ်းထွက်နေပါတယ် custom action မှာဆိုရင်တော့ monitor နဲ့ UTR တက်ခတ်နေတဲ့ပုံစံဖြစ်ပြီးတော့ HOK ရဲ့ UTR ကကြတော့ AC စစ်လိုင်းကြောက်နေတဲ့ပုံစံမျိုးပါကျွန်တော်လည်းပြောမှာဆိုရင်တော့ monitor နဲ့ UTR ရော HOK ရဲ့ UTR ရောနှစ်အောင်လုံးတော်တော်လေးမိုက်တယ်လို့ပြောပါမယ် ဒီနေ့ဗီဒီယိုလေးကတော့ပါပဲအစောင်းကြည့်ပေးကြတဲ့တရားဖြစ်စီအောင်ကျေးဇူးများတင်ပါတယ်ဗျအပန်းမကြီးလို့ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကို subscribe လုပ်အပ်တယ်လဲ subscribe လုပ်ဖို့တောင်းဆိုလိုက်ရပါတယ်ဗျဒါနဲ့ backend UG scan ပုံမှန်လဲဆိုတော့ comment box မှာရေးပေးကြပါဦးနော်